အင်္ဂလိပ်စာအရေးချင်းကအလဲတင်းစလောက်သားရှိပေမဲ့ပြိုင်ပွဲဝင်နေမရှင်နိုင်တဲ့အချက်တစ်ချက်ကြောင့်ဝင်းနာစုရခဲ့တဲ့မြေရနနာစုညနာစုဟာပြေးလင်ကိုစားပြုနေတဲ့မစ်ဆူနီဘာမြန်မာ2025ကိုဝင်ရောက်ရှေ့ပြိုင်နေတာဖြစ်ပြီးမချင်မဲ့ပဲနေဝင်းနာစုရှေ့တရားဖြစ်လာခဲ့ပါပြီမစ်ဆူနီဘာမြန်မာ2025ပြိုင်ပွဲကြီးဟာပြီးခဲ့တဲ့ညမှာ final ပွဲကြီးကိုကျင်းပပြီးခဲ့တဲ့ကပွဲကလည်းဆူလို့နေပါပြီမစ်ဆူနီဘာပြိုင်ပွဲရဲ့အစင်လာတစ်ခုလို့ပြောရအောင် ဖိုင်နေညမှာဆိုတော့ကြရက်တရားတစ်ခုမဟုတ်တစ်ခုထားတတ်ကြပါဒီနေ့ပြန်ပွဲရလက်ကလည်းပရိသတ်တွေရဲ့ဆန္ဒနဲ့တဆင်ရာဂိုင်းနှုံးတော်ချက်တူကြခဲ့တာပါဝင်းနာစုကိုပြည်လူရင်ကိုစားပြုအလာမင်းမျက်နာဆိုရသွားချိန်မှာတော့ဟာကနေဟင်ကနေကိုဖြစ်ခဲ့ရတာပါပြည်လူရင်လာမေကိုပြန်ပွဲပြိုင်တဲ့ချိန်မှာတတိထားမိကြပေမဲ့ဝင်းနာစုအတွက်တော့ ESK ကောင်းတဲ့ဟာခါလာမင်းနာနာလို့သာမှန်ခဲ့ကြတာပါဒါပြင်ဖိုင်နေညမှာမျက်နာဆိုကမေကုန်းနေဖြည့်တဲ့ချိန်အင်္ဂလိပ်လိုဖြည့်ခဲ့ပါရီ ဒါပေမဲ့အင်္ဂလိပ်စကားပြောကိုပြပိသသနဲ့မပြောပြနိုင်ပါဘူး။အင်္ဂလိပ်စကားတွေကိုအတန်ထွက်မမှန်နဲ့မဖြစ်နိုင်ခဲ့သလိုတလုံးချင်းထုတ်ပြောနေကြတာပါ။ပရိသတ်တွေကရည်စရာအဖြစ်ဆုံးစကားလုံးတွေကတော့ဒဲကိုဒဲရလို့တုံ့နှုတ်လိုက်တာပါ။ဒဲရလို့တုံ့နှုတ်တာကမြန်မာနိုင်ငံကဆီယမချိုရဲ့မှားယွင်းတဲ့တုံ့နှုတ်ဖြစ်ပါရင်ဒီတုံ့နှုတ်ကိုလည်းတဲ့ဆန်လောက်ထိအမားကြီးအနေနဲ့တုံ့တဲ့ကြတာပါ။ဒါပေမဲ့လည်းချက်တန်းရောက်လာပြီဆိုရင်ဆီယမချိုကလည်းအတန်ထွက်ပြောင်းပေးသလိုလိလာရှင်နဲ့လည်းဒဲရလို့မတုံ့ရကြအောင်သိရှိလာရတာပါ။ ဒါကြောင့်မလို့လေမြေနာဆိုကအလဲတန်းဆင်းလောက်နဲ့တက်ဖြေခဲ့တာဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။တော့စစ်ကိုပါသွားတဲ့သူတွေကအင်္ဂလိပ်လိုဖြေကြတဲ့သူတွေထဲမှာဆိုရင်ဟာခါလာမယ်နန္နာနဲ့စစ်တွေလာမယ်တို့ဟာပြပိတသနဲ့အကောင်းဆုံးကိုပြောနိုင်ခဲ့တာပါ။ဒါကြောင့်မလို့လေမစ်ဆူနီဘာမြန်မာ2025အလာမယ်ကနန္နာသာဖြစ်လိမ့်မယ်လို့တောင်မှထင်နေကြတာပါ။ဒါပေမဲ့လည်းမြေနာဆိုကအရေးချင်းနဲ့ပြေဝသူလို့ဒေါ်စောယူဝေကယုံကြည်တဲ့အတွက်ဝင်းနာစုကိုချစ်မြင့်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့မြန်နာဆိုကတရက်ဖို့ကိုဝယ်ထားလိုက်လို့တောင်မှတချို့ကထင်ကြတာပါ။ ဒါပေမဲ့မြေနာစုမှလည်းဝင်းနာစုရဖို့အတွက်ကြောင်းပြချက်တချို့လည်းရှိနေကြပါမြေနာစုရဲ့လကမြန်မာအမျိုးသမီးတယောက်ရဲ့လကိုပေါ်လွင်စေပါရင်အသားညိုရေးဆိုပေမယ့်ညိုဆူဆူနဲ့မြန်မာအမျိုးသမီးရုပ်ဆင်းမျိုးရှိတာပါအရက်ကလည်းကောင်းတဲ့ပြင်ခနာကိုချိုးဆောက်ကလည်းမိမိုက်နေတာပါငရဲ့ကလုံးနဲ့တူနဲ့ဆန်တဲ့လတရားတွေကြောင့်ပဲမြေနာစုဟာမေဆွနီဘာမြန်မာ2025ဖြစ်လာဖို့အတွက်အကြောင်းပြချက်တွေဖြစ်လာကြရတာပါမေဆွနီဘာမြန်မာကနေဆေလွတ်တဲ့အလမေတွေထဲမှာဒီလိုအလမေမျိုးတွေ့ရဖို့ဆိုတာရှားပါတယ် မေဆွေနေပါမြန်မာ2020ဘန်ဝင်တာသူစာဝင်လေလိုမျိုးအလှမေတွေကညနာဆိုးစီမှရှိနေတာပါဒါကြောင့်မလို့ဒုတိယသူစာဝင်လေဆိုပြီးတော့တောင်မှသူမရဲ့ချိုးစားနေတဲ့စနေလာပေါ်မှာအားရှာနေတာပါဒါပေမဲ့သူစာဝင်လေလိုအဖက်ဖက်ကနေပြည့်စုံမနေပါဘူးမေဆွေနေပါမြန်မာမှာအဖက်ဖက်ကပြည့်စုံနေတဲ့အလှမေမျိုးကမပေါ်လာတာကြပါပြီညနာဆိုးကိုမေဆွေနေပါမြန်မာ2025ပြည့်ရွေးချယ်တဲ့ပေါ်အမြင်လေးတွေကိုပြောခဲ့ပေးပါဦးရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် နောက်နေ့ဒီမှာလည်းစေဝင်စားစရာအကောင်းနဲ့ဆယ်လီတင်နုပညာရှင်တွေရဲ့ဒိညာတူပြလာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဦးရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းနဲ့ကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ကြပါစေရှင်။